အားလုံးပဲမင်လာပါခင်ဗျာကျွန်တော်ကတော့စီစဉ်နေဆက်သူကိုသိန်းတောင်ဝေပါဒီကနေ့မှာတော့ဒုတိယကားစီအတွင်းမှာကြုံရတဲ့ခက်ခဲတွေအကြောင်းဆုံးရှုံးရတဲ့မိသားစုဘဝတွေအကြောင်းနဲ့ဆေးရဲ့နေထိုင်ရုံမြင်ကွင်းတွေကိုကြောက်ရွံ့ကြွံ့နဲ့မြင်တွေ့ခွင့်ရစေမဲ့ဇာတ်ကားလေးတစ်ပုဒ်ကိုပြပြပေးချင်ပါတယ် ဇလန်လေးအစားမှာတော့ဘုံချက်လေးမြန်နေရောက်လာပြီမို့ပြည်သူတွေကိုဘုံခေါ်ခြင်းတွေကိုအများဆုံးပြေးခိုင်းနေကြပါပြီ။စေတာတို့မိသားစုကတော့ဖွဲ့စားရှိတဲ့ပစ္စည်းတွေကိုဖွဲ့၊မြုပ်စားရှိတဲ့ပစ္စည်းတွေကိုမြုပ်လိုက်နေပြေးဖို့နောက်ကျနေခဲ့ကြပါတယ်။စေတာကသူ့ရဲ့မိကိုရင်ဆုံးပြေးခိုင်းလိုက်ပြီးသူ့ရဲ့ညီမလေးကိုနောက်ကနေကျုံးတဲ့ဂျောဘုတ်ကုန်းကပြေးထွက်လို့လာခဲ့ပါတယ်။ဒါ့အပြင်ရဲကွန်နောက်ကျသွားပြီးဘုံချက်လေးနေရတဲ့ကသူ့တို့ခေါင်းမုံကိုရောက်ရှိလို့လာခဲ့ပါတယ်။ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့်ကြာလာတဲ့ပုံစံတွေကြောင့်အိမ်ထဲကိုပဲပြောင်းပြေးခဲ့ရပါတယ်။အားလုံးရှင်းသွားတော့မှစေတာလည်းအပြေးနေလာခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်သူတို့ရှိမှမီးတွေထထောင်နေခဲ့ပြီးစေတာတို့ကို၆လက်နေခဲ့ပါတယ်။စေတာကနောက်ကိုလှည့်ကြည့်လိုက်တော့သူတို့အိမ်အပါဝင်ဒရန်လုံးကအိမ်နေအားလုံးမီးလောင်ကုန်ပါတယ်။စေတာလည်းကြောက်နေခဲ့ပြီးသူ့အသက်ဘေးအတွက်ပြေးလာခဲ့ပါတယ်။မြို့ထဲမှာတော့ပြည်သူတွေကရုံးရုံးဆန်ခန့်နဲ့ဖြစ်နေကြပါပြီ။စေတာမျိုးပြင်းမြေပြေးကိုရောက်တော့သူတို့မျိုးကြီးတစ်ခုလုံးကမီးလောင်မြင်သွေးဖြစ်နေခဲ့ပါပြီ။ ဘေကင်းဆိုင်ချရတဲ့နေရာကိုရောက်မှာပဲစေတာနဲ့သူ့ရဲ့ညီမလေးတို့ကအသက်ဝဝရှူရဲကြပါတော့တယ်။နောက်နေ့မနေ့ကိုရောက်တော့စေတာကသူ့အမေနဲ့ချိန်ထားတဲ့နေရာကနေစောင့်နေခဲ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူကရောက်မလာတာကြောင့်မောင်နှမနဲ့မြို့ထဲမှာသူ့အမေကိုလာရှာကြပါတယ်။မြို့ပြင်းကြီးတစ်ခုလုံးကကျင်းဝပျက်စီးကဘာမှကိုမရှိခဲ့ပါဘူး။စေတာကသူ့ရဲ့ညီမလေးကိုမူလာနှမ်းကြောင့်ကစေပေကန်းကိုခေါ်သွားတဲ့အချိန်မှာတော့သူ့ရဲ့ဒေါ်ဖြစ်သူကဆွဲထုတ်သွားပြီးသူ့အမေရဲ့ဒဏ်ရာကပြင်းထန်နေတဲ့အကြောင်းနဲ့သွားရောက်ကြည့်ဖို့ခိုင်းစေခဲ့ပါတယ်။ ်ဆွေတော်လိုက်သွားခဲ့တဲ့အချိန်မှာတော့သူ့မိကတကူလုံးမှာပတ်တီးနေတယ်ဒံယာကလည်းအသက်အန္တရာယ်ဆိုရင်နေခဲ့ရပါတယ် စေတာပြောင်းတဲ့အချိန်မှာတော့သူ့ရဲ့ညီမလေးဆဆုကိုကအမေကိုမင်းနေခဲ့ပါပြီ။ဒါပေမဲ့စေတာကတော့ကလေးကိုစိတ်ထဲကြမသွားအောင်အမေကဖျားနေတာလို့ပဲလိန်ပြောလိုက်ပါတယ်။နောက်နေ့တရက်မှာပဲစေတာရဲ့အမေကသနားစပွဲတည်ဆုံသွားရှာပါပြီ။နေရမရှိစားရမရှိတော့တဲ့စေတာတို့မှန်မှန်နှစ်ယောက်ကအတော့အိမ်မှာလာနေခဲ့ကြပါတယ်။ညီမဖြစ်သူကအမေကိုပဲဆက်တိုက်မင်းနေခဲ့တာကြောင့်စေတာကတော်လေးဝမ်းနဲ့သွားပြီးအမေနေပြန်ကောင်းရင်သွားတွေ့မှာပေါ့လို့ပြောပြောရှာပါတယ်။နောက်တနေ့မှာတော့စေတာကပြိုကျပျက်စီးနေတဲ့မီးလောင်မြန်မာသူတို့ဖော်ထားတဲ့ပစ္စည်းတွေကိုပြန်သွားဖော်ပြီးယူလာခဲ့ပါတယ်။ အတော်အိမ်ကိုရောက်တော့ရလဒသမပစ္စည်းအားလုံးကိုအတော်ကိုအပ်လိုက်ပါတယ်။စိတ်ဖြစ်နေတဲ့ကာလမှာအရရာရှားပါနေတဲ့အချိန်မှာငကြေးငချောင်းအာလူကြောက်ဦးနဲ့ထောပတ်တို့ကဖိုးရံရတာအဖွဲဖြစ်နေခဲ့ပြီးအတော်ဖြစ်သူကိုလောဘတက်စီခဲ့ပါတယ်။အတော်ဖြစ်သူကစေတာကိုသူ့မေကြောင့်မေးလိုက်တဲ့အချိန်မှာဝမ်းနဲ့စိတ်အငဲ့စိတ်တွေနဲ့အတူညှို့ငဲ့စွာဖြေဆူလိုက်ပါတယ်။ဒါတွေကိုမသိတဲ့ဆက်စုကတော့ပျော်ရွှင်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အတော်ဖြစ်သူကထိုင်မင်းဦးမှာကတ်နေတဲ့ဂျိုးတွေကိုခွာစားနေတဲ့အချိန်မှာစေတာကစားချင်လိုက်တာကွာလို့နှုတ်ကတော်ရေရွမိပါတယ်။ တကယ်လဲထမင်းစားတဲ့အချိန်မှာတခြားအိမ်သားတွေအတွက်ပကလုံးကြီးကြီးနဲ့ထမင်းစားခဲ့ရပါပြီ။စေတားနဲ့ဆဆူကိုတို့ကပကံသွေးသွေးလေးနဲ့ဆံပြုတ်သွားရခဲ့ပါတယ်။စေတားနဲ့ဆဆူကိုတို့ကမြို့ထဲကိုလျှောက်လည်ခဲ့ကြပြီးနောက်ဆုံးမှာကန်းချီကိုရောက်လာခဲ့ပါတယ်။ စေတာနဲ့ဆဆူကိုတို့ကကဲချင်းမှာရေချိုးကြပြီးပြောရှင်နေကြပါတယ်စေတာရေကူးနေတဲ့အချိန်မှာသူ့မြေကိုပြန်မြင်ရောက်ခဲ့ပြီးတချင်ကเจ้าနေကိုမြင်မှတ်နေခဲ့ပါတယ်ဒါပေမဲ့အိုးဆဆန်ကိုရုတ်တရက်ကြလိုက်ရပြီးလေးမြန်းနေလာနေပြီဆိုတော့ကြောင့်ပြေးလာခဲ့ချာရပါတယ်စေတာရဲ့အတော်ဖြစ်သူကသူ့မြေဖြစ်သူရဲ့ကီမိုနိုတွေကိုရောင်းပြီးဆက်နဲ့လဲဖို့ယူသွားမယ်လို့လုပ်နေတဲ့အချိန်မှာဆဆူကိုကတွန်းဆွဲနေတာကြောင့်စေတာအတော်လေးကိုထိန်လိုက်ရပါတယ် ဆဆူကိုရဲ့ငိုစံကစေတအတွက်အနဲ့ထိုးလိုက်သလိုမျိုးခန်းစားရခက်နေရှာပါတယ်။စေတရဲ့အဖေကရေတရဲ့ဘိုးချုပ်တယောက်ဖြစ်ပြီးအရင်ကတော့သူတို့မိသားစုကပြည့်ပြည့်စုံစုံနဲ့ပျော်ရွှင်စရာမိသားစုလေးပါ။အတော်ဖြစ်သူကကီမိုနိုရောင်းလို့ရတဲ့ဆန်နေတဲ့ကမှအနှဲငယ်ကိုပဲပြေးခဲ့ပြီးအကုန်လက်ဝက်ကြီးအုပ်သွားပါတယ်။ထမင်းစားရုပ်ရောက်တဲ့အခါမှာတော့ဆဆူကူလေးကထမင်းတွေကိုမကျဉ်းနှက်ချက်နဲ့တလုံးမီတလုံးစားပါတော့တယ်။ဒါတွေကတည့်ရက်ပဲခံလိုက်ပြီးဆဲတဲ့ရုံညက်နဲ့ဒေါ်ဖြစ်သူကနောက်နေမှာဆံပြုတ်ပဲကြွေးပါတယ်။ ယောက်ျားနဲ့သမီးဖြစ်သူတို့ကထမင်းလုံးတွေလုံးနေခဲ့ပြီးမယ်စေတာကတို့ကတော့ဆံမြုပ်နယ်ပဲနေတိုင်းညားနေခဲ့ရရှာပါတယ်ဆံမြုပ်တွေကြီးနေတိုင်းတောက်နေရတဲ့ဆက်စုကိုကဆံမြုပ်တွေမတောက်ချင်တော့ဘူးလို့အကိုဖြစ်သူကိုပြောလိုက်တဲ့အခါမှာတော့စေတာကကျွန်တော်စီစီစားရင်စင်နေရောအတော်ဖြစ်သူကိုမေးမြန်းလိုက်ပါတယ်အစတဲကလက်ဝဲကြီးအုပ်ချင်တဲ့အတော်ကကုံသွားတာကြာပြီလေလို့ခက်ပြက်ပြက်ပဲပြောဆိုလိုက်ပါတယ်စေတာကနေ့လည်ကြရင်ထမင်းလုံးပြီးစားကြတာပေါ့လို့နှစ်သိမ့်စကားမဆုံးနေမှာပဲအတော်ဖြစ်သူကမဟုတ်ဘူးမင်းတို့နေ့လည်စားကဆံမြုပ်ပဲမင်းတို့ကသူများရင်မှနေပြီဘာလို့မှမလုပ်ပဲစားကြတာလားလို့ရင်းရင်တည်တည်ပြောဆိုလိုက်ပါတယ် မခန့်စားနိုင်တော့တဲ့ဆက်စုကကအမေဝစ်စားတွေရောက်လို့ရတဲ့ပတ်စံတွေဆံဝခဲ့တာပဲလို့ပြောလိုက်တဲ့အချိန်မှာမတရားဘူးထင်ရင်အုတ်ခွဲချက်လို့အတော်ဖြစ်သူကကြိမ်မောင်းပြောဆိုနေခဲ့ပါတယ်။စေရာနဲ့ဆက်စုကတို့ကအတော်ဖြစ်သူကလက်ဝကြီးအုတ်တာကိုသိခဲ့ပြီးမဲ့သူ့အိမ်မှာနေတာကြောင့်ဘာမှပြန်ပြောခဲ့ရရှာပါဘူး။ နောက်ရက်ကစပြီးစေတာတို့ကဥခွက်ချက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတောင်းဝယ်ခဲ့ကြပါတယ်။အပြင်မှာမိုးကလည်းသဲနေခဲ့တာကြောင့်ထိထိလက်လက်ဝယ်ခဲ့လိုက်ပါတယ်။အပြန်လမ်းမှာတော့စေတာကသူ့ရဲ့လက်နက်ဖက်နဲ့ပစ္စည်းတွေကိုသဲလာပြီးဆက်စုကုတ်ကိုကြောပုတ်ကုန်လာခဲ့ပါတယ်။မြမဖြစ်သူကလည်းပေါက်နေတဲ့ထီကိုနှစ်ယောက်လောက်အောင်မိုးပြီးမောင်နှမနဲ့သချင်းနေတမ်းမြိုင်သီဆိုကပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာခဲ့ကြပါတယ်။အိမ်ကပြန်ရောက်တော့သူတို့ကသူတို့ဟာသူတို့ချက်ပြုတ်စားတောင်းနေခဲ့ကြပါတယ်။တရက်မှာတော့လမ်းလျှောက်နေရင်ဆက်စုကူလေးကအမေကိုသတိရပြီးငုံနေတာကြောင့်စေတာကဘူးလေးတစ်ခုကိုပြလိုက်တော့မှအငုတ်တိတ်သွားခဲ့ပါတယ်။ ညောက်တဲ့အခါမှာလဲကလေးကအမေအမေဆိုပြီးအုံငုံနေတာကြောင့်အတော်ဖြစ်သူကစေတာကိုလာရောက်ချိန်မောင်းပါတယ်။စေတာကတော့သူညီမလေးငိုတဲ့အောင်ချိုးပိုးကုန်ပြီးအပြင်ကိုခေါ်လာခဲ့ပါတယ်။ရုပ်တရက်အိုးအိုးဆွဲတဲ့ကိုကြားလိုက်ရတာကြောင့်စေတာတယောက်ဒုံဆိုင်ပြီးပြေးခဲ့ရရှာပါတယ်။နောက်ဆုံးမှာသူတို့ကဂုတခုထဲမှာခိုးအောင်နေကြပါတယ်။ဂူထဲမှာဆက်စုပ်ကအိမ်ပြန်ကျင်တယ်။အမေကိုတွေ့ကျင်တယ်လို့တနားစပွဲ၄၀လေးနဲ့ပြောနေရှာပါတယ်။နောက်ဆုံးမှာတော့သူတို့ကဂူထဲမှာလာနေကိုဆွန့်ဖြတ်လိုက်ကြပါတယ်။အထုပ်တွေကိုဗိမ့်မော်တင်ပြီးအတော်ရင်ကနေပြီးတန်ထွက်ခွာလာခဲ့ကြပါတော့တယ်။ ဓာတ်တွေကမီးဖို့ကြောင့်လုံးမယ်ဓာတ်တွေကအင်မာကြီးလုံးမယ်နဲ့ဆက်စုကိုလေးကတော့တော်ကိုပြောရွှေနေခဲ့ရှာပါတယ်သူတို့ကပြပြောရှိရှိနဲ့နေခိုင်းခဲ့ကြပါတယ်ညောက်တဲ့အခါမှာတော့မှန်မိုက်နေတဲ့ဂူတစ်ခုလုံးကိုပိုးဆုံကျူးလေးတွေနဲ့အလင်းရောင်ပြုလုပ်ပေးခဲ့ပါတယ်စေတာကဆက်စုကိုမမွေးခင်တုန်းကရည်တဲ့ခန္ဓာကြောင်ကိုပြောပြခဲ့ပါတယ်အဲ့ဒီခန္ဓာမှာဆက်စုကိုရဲ့အဖေကဗိုလ်ချုပ်ကြီးတယောက်ဖြစ်ပြီးမာယာသင်းမောပေါ်မှာကပ္ပတင်တယောက်လည်းဖြစ်ပါတယ်ရည်တဲ့ခန္ဓာကဘင်ခရာလေးနဲ့တော်လေးကိုပြည့်စုံခဲ့ပြီးပြည်စုတွေကလည်းတစ်ခက်နဲ့အားပေးခဲ့ကြပါတယ် အခုချိန်မှာတော့စေတာကသူ့ဖေစီကစပြတ်မလာတာကြောင့်သူ့ဖေဘယ်မှာတိုက်နေလဲဆိုတာကိုအရင်သိချင်နေမိရှာပါတယ်။ဘေးမှာတော့ဆဆူကိုကအိပ်ဖြောသွားရှာပါပြီ။နောက်တနေ့မှာတော့ဆဆူကိုကမြေကြီးတွေအတူဆွနေတာကိုစေတာတွေ့သွားပြီးဘာလုပ်နေတာလဲလို့ညီမဖြစ်သူကိုမေးလိုက်တဲ့အခါမှာတော့ညီမဖြစ်သူကဒါအုပ်ကူလေအမေလည်းအုပ်ကူတဲ့ပါမလားပိုးဆောင်ကြီးတွေကလည်းသေသွားပြီဆိုတော့အုပ်ကူတွေကိုထည့်ပေးရမှာပေါ့လို့ပြောဆိုလိုက်ပါတယ်။ စိတ်ဓာတ်တရားရင်ဝကိုအဲ့နဲ့ဆောင်းထုတ်ခံလိုက်တဲ့မျိုးနာကျင်ပြီးယောက်ျားတံမှမျက်ရည်တွေကျခဲ့ရရှာပါတယ်။နောက်နေ့တွေမှာတော့သူတို့ကစားစရာမရှိတော့တာကြောင့်ဝယ်နေကြလဲသမားကြီးစီမှာတောက်ဝယ်ခဲ့ကြပြီမယ်။သူကိုယ်တိုင်းကတောင်းသူဖြစ်ပေမဲ့စစ်ပွဲတွေမှာစားစရာကနိုင်နိုင်ဖြစ်နေတာကြောင့်ရောင်းမပေးခဲ့ပါဘူး။ဆက်စုကိုကဥညွတ်တောင်းဝန်ခဲ့ပြီမယ်။တောင်းသူကြီးကတော့လုံးဝခရီးမပြုခဲ့ပါဘူး။တနာစရာမောင်နှမတယောက်ကစားစရာမရှိဖြစ်သွားကစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲလေးလေးရောက်လာကပြီးအပေါ်ကနေကြီးစံနေတဲ့ဒရဇက်ပြက်ခတ်ပြီးပြန်ထွက်သွားခဲ့ပါတယ်။ အဲ့ဒီချိန်တွင်းမှာပဲဝင်နေတဲ့ဆဆူကိုတို့မှမမနှယောက်ကသူများဆိုင်ထားတဲ့ခရင်ဂျင်စည်းကင်းနဲ့ရောက်သွားကခိုးယူစားတော်မိခဲ့ပါတယ်သူတို့ပြန်လာတော့မိုးကလည်းတဲနေပြီးဆဆူကိုရဲ့လက်ကနေခရင်ဂျင်စည်းတလုံးကပြုတ်ကျသွားခဲ့ပါတယ်ဓာရီကိုပိုင်ရှင်ကသူ့ channel ကအသီးတွေမှရှိမိနေခဲ့ပါတယ်။စေတာကတော့ပြုတ်ကျသွားတဲ့ခရင်ညီစည်းတွေကိုကောက်ယူကခက်တီတီနဲ့ပဲပြေးသွားပါတော့တယ်။နောက်နေ့မှာတော့ဆဆူကိုတို့မနမနဲ့ကရေချိုးနေပြီးစေတာကဆဆူကိုရဲ့ခေါင်းကိုဖိပေးရင်းပြီးမှသွေးတွေပါလာပြီးကြောပြင်မှာလည်းရားနာတွေတပြင်းလုံးပေါက်နေတာကိုတွေ့ခဲ့ရပါတယ်။ ဘက်ကလည်းတမျိုးကြီးလို့ဆက်စုကိုကပြောခဲ့ပါဗါး။ညရောက်တော့အာမရှိတော့တဲ့ညီမလေးစားဖို့အတွက်စေတာကသူ့ဘက် channel ကိုသွားပြီးခိုးရင်တခိုးလူမိဖြစ်သွားခဲ့ပါဗါး။စေတာကိုပါရှင်ကရိုက်နှက်နေခဲ့ပြီးဆက်စုကိုကလည်းလွတ်အောင်ပြေးရှာခဲ့ပါတယ်။နောက်ဆုံးမှာတော့စေတာကိုဖမ်းမိသွားပြီးရဲလက်အပ်ခဲ့ပါတယ်။ရဲစခန်းကိုရောက်တော့စခန်းမှုကသဘောကောင်းတာကြောင့်စေတာတက်တရရခဲ့ပါတယ်။အိမ်ကိုပြန်ရောက်လာတော့စေတာရဲ့တကူလုံးမှာဒဏ်ရာရင်းနဲ့ပြင်းထန်နေခဲ့ပါတယ်။မောင်နှမနှစ်ယောက်ဖမ်းကုန်နေကြပြီးမရှိလို့ခိုးစားရတဲ့အဖြစ်ကိုတွေးမိနေကြပါတယ်။ ဘာမှစားစရာမရှိတော့တဲ့အတွက်ဆက်စုကနောက်နေ့မှအားရင်တွေပြက်လည်လာခဲ့ပါတယ်။စေတာကတော့လေရင်ရောက်လာပြီးဘုံကျက်နေတဲ့အချိန်မှာလူနေအိမ်ထဲကိုဝင်ကလက်ကျန်စားစာတွေကိုတဝါကြီးစားသွားပြီးရလာသမျှစားစာတွေကိုခိုးယူပါညမလေးကိုကြွေးပါတယ်။ဒါပေမဲ့ညမဖြစ်သူကတော့အိယာပေါ်မှာလဲနေရပါပြီ။ဒီလိုနဲ့စေတာကလေနေလာလို့သူများတွေပြင်းနေတဲ့အချိန်မှာလူနေအိမ်တွေကနေရသမျှကိုခိုးယူကတဲလာခဲ့ပါတယ်။ဒါပေမဲ့သူခိုးလာတာတွေကိုဘယ်သူမှပြောင်းမဝဲလို့အခက်တွေ့နေခဲ့ရပြန်ပါတယ်။ စေတာပြောင်းလာတော့ဆဆူကကမြေကြီးပေါ်မှာလဲကြနေပြီးသတိမိတ်လူနေနေဖြစ်နေခဲ့ပါတယ်။ဆရာဝန်ကိုတွားပြတော့လဲဆရာဝန်ကဘာမှလုပ်မရပဲအစားအစားဖို့ကိုသာညွှန်ကြားနေခဲ့ပါတယ်။ဒါပေမဲ့စားစရာမရှိတော့တဲ့စေတာတို့မောင်မနှစ်ယောက်ကဝမ်းနဲ့နေုံကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ရှာပါဘူး။ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ကြီးဟာလည်းအပြည့်အစည်တွေများခဲ့ပြီးနောက်ပိုင်းမှာပြီးဆုံးခံနေတာခဲ့ပါတယ်။ စေတားတယောက်ကဘမ်မာပတ်စံတွေကိုတွားထုတ်ရင်းဘေးကနေဂျပန်နိုင်ငံဆစ်ရှုံးပြီဆိုတဲ့စကားစံကိုကြားလိုက်ရပါတယ်။ဒါတွေကိုမယုံတဲ့စေတားကတွားမိတော့မှသူ့ကိုခုမှတိတာလားလို့ယူဒီယားလိုဝိုင်းကြည့်နေကြပါတယ်။ဘေးမှာလာနေတဲ့စစ်ပြန်တယောက်ကိုတွားမိတော့လဲဆစ်ရှုံးပြီဆိုတဲ့စကားကိုမကြားချင်မထက်ပြီးကြားလိုက်ရပါတယ်။ဒါဆိုရေတက်ကသူ့ဖေရောလို့မိတော့မရှိတော့ဘူးအကုန်မြုပ်ပြီလို့ကြားလိုက်ရပါတယ်။စေတာကအပြင်ကိုဝမ်းနဲ့စွာနဲ့မယုံနိုင်နေဖြစ်ကွာပြေးထွက်လို့လာခဲ့ပါတယ်။သူ့ဖေရဲ့ဓာတ်ပုံကိုထုတ်ကြည့်ပြီးအမေလည်းမရှိတော့ဘူးအဖေလည်းမရှိတော့ဘူးလို့ လမ်းလျှောက်ရင်းရေးရွနေခဲ့ပါတယ်။သူတို့နေတဲ့နေရာကိုပြန်ရောက်တော့ဆက်စုကိုအတွက်စေတားကဖျားစီးတဲ့လုံကိုကျွေးခဲ့ပါတယ်။ဒါပေမဲ့ဖျားစီးစိတ်ကလေးကိုတောင်မှဆက်စုကိုကမစားနိုင်ခဲ့တော့ပါဘူး။နောက်ပိုင်းမှာတော့ဆက်စုကိုကဘယ်တော့မှပြန်လို့မလာခဲ့တော့ဘူး။စေတားကသူညီမလေးကိုပွေ့ချပြီးနောက်ဆုံးအနေနဲ့ဝါအောင်ကြည့်နေခဲ့ရှာပါတယ်။စေတားကတော့ဆက်စုကိုကိုကြိုးပြီးအယိုးပြအုပ်ကိုယူလာခဲ့ကအဲ့နေရာကနေအပြေးထွက်လာခဲ့ပါတယ်။ ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးလည်းစစ်ပေးတန်ကနေအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။နောက်ထပ်ဗီဒီယိုလေးလိုအားမှာအားဖြစ်စေဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုလိုက်ရပါတယ်။